ေါင်းဆက်ဖို့မဖြစ်နိုင်တဲ့အရာအတလန်တစ်နဲ့ပစိဖိတ်သမုဒ္ဒရာတို့ရဲ့ဆုံးမက်အာကာသလေယာဉ်ရဲ့အကြောင်းကိုကမ္ဘာပေါ်မှာရှိတဲ့သမုဒ္ဒရာတွေရဲ့အကြောင်းထက်ပိုပြီးသိနိုင်ကြတယ်လို့သိပ္ပံပညာရှင်အများစုကပြောထားကြပါတယ်ကျွန်တော်တို့ကဘာကြီးရဲ့87ရာခိုင်နှုန်းကိုပင်လယ်သမုဒ္ဒရာတွေကဖုံးလွှမ်းထားတာဖြစ်ပြီးတော့အဲ့ဒီတွေကမှ အတ္တလန္တိနဲ့ဗီဇီဘိတ်သမုတ်တရားနှစ်ခုကကမ္ဘာမျက်နှာပြင်ထောက်ဝံ့နေပါကိုဖောင်းလွှမ်းထားပါတယ်။ကမ္ဘာသမုတ်တရားကိုအပိုင်းတွေအများကြီးခွဲခြားထားပေမဲ့တစ်ခုနဲ့တစ်ခုကြားမှာနိုင်ငံနဲ့နိမိတ် CEO လိုမျိုးလုံးဝကာရထားခြင်းမျိုးမရှိပါဘူး။ကျွန်တော်တို့ငငယ်ကတင်ငယ်ဘူးတဲ့ရေဟာဘေဟာနဲ့မဆိုအလွဲတကူရောနှောနိုင်နေဆိုတဲ့အချက်ပစိဖိတ်နဲ့အတ္တလန္တိသမုတ်တရားနှစ်ခုအတွက်ပြန်စင်းစားစရာဖြစ်နေပါတယ်။အခုမြင်တွေ့နေရတဲ့အတိုင်းပစိဖိတ်နဲ့အတ္တလန္တိသမုတ်တရားနှစ်ခုကပင်လယ်ရေချင်းအတူတူဖြစ်နေကြတော့မှပဲစုံစည်းခွင့်သာပါလာခဲ့ပြီးပေါင်းဆက်လို့ မင်းရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါဟာဘာကြောင့်လဲလို့မေးရင်ပင်လယ်ရေထဲမှာပါတဲ့ဆားရဲ့တိတ်သီးစာမတူတာတွေ၊ပင်လယ်ရေအပူချိန်မတူတာတွေ၊ကမ်းလွန်ပင်လယ်ရေပတ်ဝန်းမှုအချိုးအစားမညီမျှမှုတွေကြောင့်လို့တိကျတဲ့အကြောင်းရင်းတွေရှိပေမဲ့ပေါင်းဆက်လို့မရခဲ့တဲ့ဘဝနှစ်ခုဟာဆိုရင်တော့သူမှပြောခဲ့တဲ့လွတ်လပ်ခြင်းလို့ပါဆိုတဲ့မတိကျမသိကြတဲ့အကြောင်းပြချက်လေးတစ်ခုကြောင့်ပြိုပြတ်သွားခဲ့ရတာပဲဖြစ်ပါတယ်။